င်္ဂလာပါခင်ဗျရန်ကုန်ခစ်တရဲ့ this week အစီအစဉ်ကနေကြိုဆိုပါရစ်ဒီစီစဉ်ရတော့ကျောင်းမြန်မာနိုင်ငံအတွင်းမှာတပတ်အတွင်းဖြစ်ပွားခဲ့တဲ့ထူးခြားဖြစ်စဉ်တွေထူးခြားအကြောင်းအရာတွေကိုကျောင်းရွေးချယ်ပြီးတော့ကောက်နှုတ်သုံးသပ်တင်ဆက်ပေးနေတာပါကဲဒီတပတ်ထက်ပြောချင်တာကတော့ဗျာနိုင်ငံအနှံ့စစ်နဲ့တော်လန်ရဲ့ရဲ့လှိုင်းတဘိုးတွေအောက်မှာအကြီးကျယ်ခါရမ်းနေတဲ့စစ်ရှုံးသမားမေအောင်လိုက်နဲ့အကြမ်းဖက်စစ်အုပ်စုတိုက်ကတော့ သွေးယူသွေးတန်းနဲ့ခွေယူရပတ်ကိုက်နေတဲ့အခြေအနေကိုရောက်နေပြီပေါ့ဗျာဒါကတော့တိုင်းပြည်ရဲ့စီးပွားရေးကိုတိတိယောင်ယောင်တက်တိယောင်ယောင်နဲ့အပေါင်းအနှုတ်လောက်သာတိပြီးခိုးဖို့ဝတ်ဖို့ဓမြတိုက်ဖို့ကသာခွေချောင်းချောင်းနေတဲ့တခိုးတက်ကြီးရဲ့ခေါင်းဆောင်စစ်ရှုံးသမားမင်းအောင်လိုက်နဲ့ရောင်မျိုးရောင်နွယ်အကြံဖတ်စစ်အုပ်စုတိုက်ဟာမေလ၂ရက်နေ့ကပဲမြန်မာနိုင်ငံရဲ့အထက်ရွှေဆိုင်တွေတက်က အောင်သမာဓိဇွဲထက်ဝိမ့်စိန်တို့လိုနာမည်ကြီးရွှေဆိုင်ပိုင်ရှင်တွေအပါဝင်စုစုပေါင်းရွှေဆိုင်ပိုင်ရှင်၁၀ဦးကိုဖန်ဝရန်ထုတ်လိုက်တာကိုလည်းပြည်သူတွေအားလုံးသိပြီးသားဖြစ်မှာပါကဲအဲ့ဒီလိုရွှေဆိုင်ပိုင်ရှင်၁၀ဦးကိုဖန်ဝရန်ထုတ်လိုက်တဲ့အပြင်ရွှေကုံတန်နဲ့ရွှေဝဲရောင်းလုတဲ့သူ၂၁ဦးကိုပါရွှေဈေးနှုန်းတွေမတီမငိမ်ဖြစ်အောင်ဈေးကစားတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ဖန်စီလိုက်တာပေါ့ဗျာကဲအဲ့ဒီမှာ တကုတ်မြအစင်လောက်သရှိတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာဘာလုတ်လိုက်တလဲဆိုတော့သူတို့ဖမ်းဆီးထားတဲ့ရွှေကုံဒေတွေရဲ့ဗန်စင်းတွေကိုအကောင်လုံးပိတ်သိမ်းလိုက်တဲ့အပြင်အဲ့ဒီသူတွေရဲ့မိသားစုဝင်ဗန်စင်းတွေကိုပါပိတ်လိုက်ပြီးနိုင်ငံတော်ပိုင်အပြည့်သိမ်းလိုက်ပြီးဆိုပြီးတော့ပြောင်ကြကြနဲ့ကိုဓမြတိုက်တဲ့လှုပ်ရက်ဘော်ဘော်တင်တင်ကြီးလှုပ်သွားတဲ့အတွက်ဘာတစ်ခုမှမကြံတော့ဘဲငွေတွေအကုန်ပါသွားပါပြီလို့ဖမ်းဆီးခံရတဲ့ရွှေကုံဒေတွေရဲ့မိသားစုတွေက ျွန်တော်တို့ကိုလှမ်းပြောထားတာပေါ့ဗျာကဲအဲ့ဒါသာကြည့်တော့တခုခုဆိုလက်နဲ့အာကိုနဲ့ဖန်သိမ့်ချိတ်ပိတ်ဒါတွေလှုပ်ယုံကလွဲပြီးဘာတခုမှအဖြစ်ရှိအောင်မလုပ်တဖဲသူများပိုင်တဲ့ပစ္စည်းကိုအပိုင်သိမ့်မှုလူဖို့သရေတမျှများနဲ့ခွေးချောင်းတို့ချောင်းနေတဲ့စစ်ရှုံးသမားမဲအောင်နိုင်တဲ့အကြံဖတ်စစ်အုပ်စုတတိုက်ဟာသူတို့အသောမကြလို့ဒီလိုတိုင်ပြည်ရဲ့စီးပွားရေးအကြီးအကျယ်ပြိုလဲနေတာတွေကိုတိတိကြီးနဲ့ဟမ် ရွှေဆိုင်ပန့်ရှင်တွေနဲ့ရွှေကုန်တွေကိုအပြစ်ပုံချပြီးအမသူတို့ကပဲထိန်းနေပါတယ်ဆိုတဲ့အချိုးနဲ့တကယ်တမ်းကျတော့အဲ့ဒီလိုရွှေစိတ်ဒေါ်လာစိတ်မြင့်တက်လာတာတွေဟာသူတို့အနာလူယူဘီကတဲ့ကတိုင်းပြည်ကိုဘာတစ်ခုမှတိုးတက်အောင်မလုပ်နိုင်မဲအကြံဖတ်လူသက်ဓမြတိုက်နေတဲ့လောက်ရတွေကြောင့်ပြည်ပရင်းနှီးမြှုပ်နှံမှုတွေအကုန်ထွက်သွားမြန်မာငွေစကူတွေကိုလည်းသူတို့စိတ်ထင်တိုင်းအစင်ချင်းမဲ့ရိုက်ထုတ်ချင်းတိုင်းရိုက်ထုတ် စည်ရဲမှလည်းအကြီးကျယ်ရှုံနေနေတဲ့အတွက်နေဆက်ကုံသွဲရင်အများစုဟာလည်းရက်ဆိုင်ဒီကြားတယ်သူတို့စိတ်ထင်တိုင်းရိုက်ထုတ်ထားတဲ့မြန်မာငွေ စက်ကူတွေနဲ့စစ်တပ်အတိုင်းဝိုင်းကလူတွေစစ်တပ်နဲ့ပတ်သက်ဆက်နွယ်နေတဲ့သူတွေကပဲဟမ်တန်မိုးရှိတဲ့ရွှေတွေဒေါ်လာတွေကိုအလူရက်လိုက်ဝယ်ပြီးခိုးဝတ်ထားကြဒါတွေကြောင့်ပါ ဝယ်လိုအားတွေမတရားမြပြီးရွှေဈေးဒေါ်လာဈေးတွေထိမ့်မနိုင်သိမ့်မနိုင်ထိုးတက်နေတာဖြစ်တယ်လို့စီးပွားရေးလုပ်ငန်းရှင်တွေကကျွန်တော်တို့ကိုပြောပြထားတာပေါ့ဗျာဒါတွေကိုတိတိကြီးနဲ့တက္ကိုဓမြအစင်လောက်သာရှိတဲ့စစ်အုပ်စုတတိုက်ဟာမယောင်ရစီလို့ပြီးရွှေကုံတွေတွေကိုရှောက်ဖမ်းလို့ဖမ်းအထင်ကြီးကရွှေဆိုင်ပိုင်ရှင်တွေကိုဖမ်းဝရန်ထုတ်လို့ထုတ်နေသူတို့အဲ့ဒီလိုတွေလောက်တော့ ရွှေဈေးကအရင်ရက်သားအစိုးရလက်ထက်ကလို73သိန်းပြန်ပြစ်သွားသလားလို့တော့မေးရမလို့ဖြစ်နေပြီသူတို့ဒါအခုချက်ချင်းခွေးပလင်ပေါ်တက်ထိုင်နေတာကနေရက်တန်းကရက်ပြီးဆင်းပေးလိုက်ရင်ဒီလိုအခြေအနေတွေဟာသူ့အတူချက်ချင်းအဆင်ပြေသွားမယ်ဆိုတာကိုပြည်သူတွေလည်းသိကြသလိုစစ်တပ်ကိုထောက်ခံပါတယ်ဆိုတဲ့သူတွေပါမကြမ်းထမင်းစားတဲ့သူတိုင်းသိကြပါတယ်ဗျာဒါတွေကိုသိသိကြီးနေ အဆက်တိတ်ခါမရှိယူကြအောင်ဆောင်ပြီးဟိုလူအပြစ်ပုံချဒီလူအပြစ်ပုံချဟိုလူဖန်ဒီလူဖန်နဲ့ခွေယူရော့ပတ်ကိုက်နေတယ်လို့ကိုကိုတိုင်းလဲဘာရေးချင်းမှမရှိပဲတိုင်းပြည်ရဲ့အာဏာကိုအတင်းအဓမ္မကောက်ကပ်ဖတ်တွေ့ပြီးအဆုံးထိမိုက်တွင်းဆက်နေနေတဲ့စစ်ရှုံးတို့မှမင်းအောင်လိုက်နဲ့အကြံဖတ်စစ်အုပ်စုတတိုက်လုံးကတော့ပြည်သူကမုံစစ်ကရှုံးမြက်ကလူးစံပြတတ်မတာဘဝနဲ့ သူတို့ကိုယ်တိုင်ကနေတဲ့သေမထူးနေမထူးဇက်ခုံကြီးကနေမကြခင် ခွေးကြကြတော့မယ်အခြေအနေကိုလည်းကျွန်တော်တို့ညင်တွေ့နေရတာပေါ့ဗျာကဲစီရေးနိုင်ငံရေးစီးပွားရေးတန်မှန်ရေးဘယ်နေရမှာခေါင်းမဖော်နိုင်မယ်ခွက်ခွက်လန်အောင်ရှုံနေတယ်စစ်ရှုံးသူမမေ့အောင်လိုက်နေအကြမ်းဖက်စစ်အုပ်စုတိုက်ဟာ ရှုံမဲမဲပြီးတခိုးသမျှအစင်လောက်နဲ့တိုင်ပြည်တဲကပြည်သူတွေရဲ့ပိုင်ဆိုင်မှုတွေကိုခွေချောင်ချောင်ပြီးတော့ဟိုသိမ့်ဒီသိမ့်လှုပ်နေုံနဲ့မကဟွန်းပြည်သူတွေကိုဟိုဟာပိတ်ပင်ဒီဟာပိတ်ပင်နဲ့အခုဆိုရင်တနိုင်ငံလုံး Facebook တုံးလို့မရအောင်မှာပိတ်ပင်ဖို့အကြီးအကျယ်လှုပ်နေပြန်နဲ့ပိတ်တာတက်ကြီးဘဝကိုရောက်နေပြီပေါ့ဗျာဒါကတော့ပြည်သူတွေအားလုံးတီးပြီးသားဖြစ်မှာပါအခုမေလ30ရက်နေ့ကစပြီးမြန်မာနိုင်ငံမှာ Facebook တုံးလို့မရအောင် VPN တွေစတင်ပိတ်ပင်လိုက်တဲ့စီမံချက်ကို စစ်ကောင်စီရဲ့ဒုဝင်ကြီးဘိုမူးချုပ်လူမော်ကဥဆောင်ပြီးတော့ဘိုမူးကြီးတီဟမင်းထွန်းကကဆက်မက်စကော့ကမ်ပဏီကဒေါက်တာဝင်းကျော်နဲ့တရုတ်ဤပညာရှင်အဖွဲ့ကပါပူပေါင်းပြီးတော့လုံနေကြပြီလို့မြန်မာဆက်သွယ်ရေးလုပ်ငန်းသတင်းရေးမြစ်ကကျွန်တော်တို့ကိုလှမ်းပြောထားတာပေါ့ဗျာကဲအဲ့ဒီလိုတနိုင်ငံလုံး Facebook တောင်းလို့မရအောင် VPN တွေကိုပါပိတ်ဖို့စစ်ကောင်စီကစလုံနေပြီဖြစ်တဲ့အတွက်လောလောဆယ်တချို့ VPN တွေကပုံးလို့ရနေသေးပေမဲ့တဖြည်းဖြည်းနဲ့နောက်ပိုင်းအကုန်လုံးကိုပိတ်ပစ်ဖို့စစ်ကောင်စီက project ချပြီး လုပ်နေကြပြီလို့မြန်မာဆက်သွယ်ရေးလုပ်ငန်းတတိယမြေကကျွန်တော်တို့ကိုအတိအကျပြောပြထားတာပေါ့ဗျာကဲအဲ့ဒါသာကြည့်တော့တိုင်းပြည်မှာမိကိုဘယ်လိုမှန်အောင်ပေးရမလဲကုံစိမ့်နှုံတွေကြအောင်ဘယ်လိုလုပ်ရမလဲနိုင်ငံကိုဘယ်လိုတိုးတက်အောင်လုပ်ရမလဲတခြားနိုင်ငံတွေနဲ့ရှင်ပြီးဘယ်လိုရင်မောင်းတန်းရမလဲဆိုတာတွေကို project တွေချပြီးလုပ်များလုပ်နေသလားမှတ်တယ်ဘယ်ဟုတ်မလဲဗျာရှိပြီးသားတိုးတက်ပြောင်းလဲမှုတွေကိုတော့အကုန်ဖြတ်စီးပြီး တနိုင်ငံလုံး Facebook တုံးလို့မရအောင်အားကျုံမန်တက်နဲ့ပိတ်ပင်ဖို့လုပ်နေကြတဲ့အသည့်ဆေရှုံးသမားမင်းအောင်လိုက်နဲ့အကြံဖတ်စစ်အုပ်စုတတိုက်လုံးဟာဘန်ဘန်လဲကြောက်မတ်စတက်လဲကြောက်အင်ဂျီအနေဝလဲကြောက်လွယ်အိတ်လွယ်လဲကြောက်အခုလဲပြည်သူတွေ Facebook တုံးနေတာကိုပါကြောက်လာပြီတနိုင်ငံလုံးတုံးလို့မရအောင်ပိတ်ပင်ဖို့လုပ်နေရတဲ့အသည့်ကြောက်တက်ကြီးရဲ့ခေါင်းဆောင်စစ်ရှုံးသမားမင်းအောင်လိုက်နဲ့အကြံဖတ်စစ်အုပ်စုတတိုက်လုံးဟာ တော်လန်ရေးလိုင်းတဘိုးတွေအောက်မှာအကြီးအကျယ်တရွတ်ဆွဲနေတဲ့သူတို့ရဲ့ရှုံးနိမ့်မှုတွေနဲ့စိုးရွံထိတ်လန့်မှုတွေကိုသူတို့ကိုယ်တိုင်ဒီလိုလှုပ်ရက်တွေကနေတက်တည်ပြနေပြီတိုင်းပြည်ကြီးကြောက်တဲ့ကြတာတွေမကြတာတွေမှန်တာတွေမှားတာတွေတိုးတက်တာတွေဆုတ်ယုတ်တာတွေဘာမှမသိတော့ပဲစေရှုံးဝဲကြီးရဲ့ကြီးထဲမှာမြက်ကလူးဆန်ညာနဲ့ကြောက်သွေးတစ်ဖန်ဖန်ထားနေပြီသူတို့ရဲ့နောက်ဆုံးထွက်တဲ့ကိုတွေ့ယူတွေ့တဲ့နဲ့အကြီးအကျယ်ဆွဲဆက်နေရတဲ့ဇဝင်ငန်းကြီးကိုကျွန်တော်တို့ မြေဝါထင်ထင်မြင်တွေ့နေရတာပေါ့ဗျာကဲစစ်ရှုံးဝဲကြီးအကြီးထဲမှာဖုတ်လိုက်ဖုတ်လိုက်ဖြစ်နေတယ်အစိမ့်သေးတက်ကြီးရဲ့ကောင်းဆောင်စစ်ရှုံးသမားမင်းအောင်လည်းကတော့ဆေးမမီတော့တဲ့လူသေးကောင်ကိုမန်မှုတ်နေသလိုသူ့လက်အောက်ကဘိုလ်ချုပ်တွေဘိုလ်မှုတွေကိုဖြုတ်ထုတ်ပြောင်းတွေအကြီးကျယ်လှုပ်နေပြန်တဲ့အကြောင်းကိုလည်းပြည်သူတွေအားလုံးသိပြီးသားဖြစ်မှာပါဒါကတော့ တနိုင်ငံလုံးအတိုင်းအတာနဲ့စစ်ရှုံးတရဘူးကြီးကိုအကြီးအကျယ်စောင်းထားရတဲ့အစိမ့်တီတက်ကြီးရဲ့ခေါင်းဆောင်စစ်ရှုံးသမားမင်းအောင်လိုင်ဟာသူ့နာမရှိတဲ့လူတွေကိုလည်းသူငါမယုံငါသူမယုံနေဖြစ်ပြီးသူ့လက်အောက်ခံဗိုလ်ချုပ်တွေဗိုလ်မှူးတွေဝင်ကြီးတွေအရာရှိတွေကိုဟိုရွှေဒီရွှေဟိုပြောင်းဒီပြောင်းဟိုဖြုတ်ဒီဖြုတ်နဲ့ဖြုတ်ထုတ်ပြောင်းတွေလုံနေရကနေဒီအပိုင်းတွေအတွင်းမှာပဲဗိုလ်မှူးတွေဗိုလ်ချုပ်တွေနဲ့ဗိုလ်မှူးကြီးစုစုပေါင်း36ဦးကိုယာတုကနေအနာပေးလိုက်တာတွေ ြောင်းရွှေ့ဓာတ်တွေလှုပ်လှုပ်လှုပ်မေလ31ရက်နေ့ကပဲဒူဘိုမူကြီး25ဦးထက်မနေ့ကိုတက်တွင်းအပြောင်းရွှေ့တွေလှုပ်လှုပ်လှုပ်အဲအခုဇွန်လ3ရက်နေ့မှာလေစစ်ကောင်စီရဲ့စစ်ရုံးနဲ့နေပြီးတော့တဝိုက်ကလူတွေအချင်းချင်းကိုပါအပြောင်းလဲတွေလှုပ်ပြီးမျက်နှာသစ်ဗိုလ်ချုပ်တွေကိုယာဒူတိုးပြောင်းရွှေ့ဓာတ်တွေလှုပ်လှုပ်လှုပ်နေမဘရာမြေလူအယူမီတွေဝိုင်းကျင်တိုင်းကိုဝိုင်းနေတော့တာပေါ့ဗျာဆိုတော့ပြောချင်တာက သူတို့ဘာသာခိုးဖို့ဝတ်ဖို့ဓမြတိုက်ဖို့လူတတ်ဖို့အကြမ်းဖက်ဖို့လောက်တာတိတယ်အစိမ့်သေးတက်ကြီးတဲ့ကပလင်းတူဘူးစုပ်အချင်းချင်းဖြုတ်ပဲချချအကောက်ပဲတင်တင်ဘာပဲလို့လို့နစ်ရှိလာများပုတ်ပွားပျက်စီးနေတဲ့အစိမ့်သေးတက်ရဲ့ပင်စီကြီးကိုဘလို့ပဲအပြောင်းလဲလို့လို့မျိုးစေမမှန်အပင်မပန်းဆိုတဲ့စကားအတိုင်းမူလပင်စီကြီးကတဒေမမှန်တဲ့အတွက်ယိုယွင်းပျက်စီးနေတဲ့အကိုင်းခတ်တွေဟာ တော်လန်ရေးလေစင်နှောင်းကြီးကြမှာထိမ့်မနိုင်သိမ့်မနိုင်တဲ့ကိုကြိုးကြလာပြီဟမ်မကြာခင် အမြစ်ကနေကျွတ်ထွက်တော်မယ့်အခြေအနေတွေကလည်းတစ်ဖြည်းဖြည်းနီးကပ်လာနေပြီပေါ့ဗျာဟုတ်ကဲ့ဒါကတော့ရန်ကုန်ခစ်တရဲ့ this week အစီအစဉ်ကနေကျွန်မမနိုင်ငံတွင်းမှာတပတ်တွင်းဖြစ်ပွားခဲ့တဲ့ထူးခြားဖြစ်စဉ်တွေထူးခြားအကြောင်းအရာတွေကိုကျွန်တော်ရွေးချယ်ပြီးတော့ကောက်နှုတ်သုံးသပ်တင်ဆက်ပေးခဲ့တာပါ ြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ